BBC ရဲ့ Transfer Gossip ကဏ္ဍမှာဖော်ပြထားတဲ့ဘောလုံးအပြောင်းအရွှေ့တင်းနေတဲ့ပတ်သက်ပြီးတော့တုံ့သက်ဆွေးနွေးမှုလုပ်လိုက်အောင်ခင်ဗျာ။ ားလုံးပဲမင်္ဂလာပါကိုခင်းအစ္စတာဖုတ်ဘောရှင်ကညိုသွားပါတယ်ပထမဆုံးသွင်းလေ့ကျင့်တဲ့သတင်းကတော့အီတလီဘက်ကတာတိုမကာတိုသတင်းထဏကဖော်ပြထားတဲ့မန်ချက်စတာယူနိုက်တက်တိုက်စစ်မှုရာဝူးစဝိုင်လန်နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်မန်ယူနိုက်တက်အသင်းကသူတို့ရဲ့တိုက်စစ်မှုဝိုင်လန်အတွက်ပေါင်52သန်းယူရိုအဖြစ်တန်60ကမ်းလန်းမှုတွေကိုဒါနားထောင်မှာဖြစ်ပြီးတော့အသက်22နှစ်အရွယ်ကစားသမားကိုအီတလီစီးရီးထိပ်တန်းကလပ်ဒေတာသင်းဖြစ်တဲ့ Juventus ကစိတ်ဝင်စားနေတယ်လို့ဖော်ပြထားတာပဲဖြစ်ပါတယ်ယူနိုက်တက်ဒီကစားသမားကိုရောင်းမယ်ဆိုရင်တော့မှဈေးလျှော့ပြီးရောင်းဖို့တော့မရှိဘူး တို့ခုံစဉ်အချိန်ကာလတုန်းကပြောင်းရွှေ့ခြင်းအမောင့်ပမာဏနဲ့တိတ်အလန်းမွေးတဲ့ပမာဏတရရမှသာလက်လွတ်သွားဖို့ရှိတယ်။ဝိုင်လန်ဒီယူနိုက်တက်မှာအံမွင်ဦးဆိုတာလက်ခံတယ်။လက်ရှိချိန်ကြီးလည်းခြေသွန်းပြသဖို့ရုံးကန်နေရတယ်။ဂိုးတကိုရဖို့တောင်မှသိပ်ပြီးတော့မလွယ်ဘူး။ယူနိုက်တက်ပြိသက်တွေလည်းဝိုင်လန်ကိုစိတ်ပြတ်နေကြ යි ။သို့တော့ဝိုင်လန်ရဲ့အသက်အရွယ်နဲ့အီလီစီးရီးယားမှာပြသခဲ့တဲ့ခြေသွန်းနေနေဆိုရင်သူ့ကိုဗျာ ပစ္စလက်ခက်ဈေးပေးလို့တော့မရဘူးထားပါတော့ဝိုင်းလုံးပေါင်တန်း30နဲ့ခေါ်တယ်တန်း30နဲ့ခေါ်တယ်မော်ဒန်ဘလုံးလောကခက်မှာအဲ့လောက်ထိဈေးနှိမ်ပြီးခေါ်လို့လည်းမရဘူးခေါ်စရာအကြောင်းလည်းမရှိဘူး now ဝိုင်းလန်းရဲ့ United တို့ဂျားထဲမှာကြံရှိနေတဲ့စာချုပ်ကလည်းတက်တန်းတစ်ခုထိကြံနေသေးတဲ့အခါကျတော့ Juventus အနေနဲ့ဝိုင်းလန်းကိုလိုချင်နေဆိုရင်ဈေးကောင်းပေးပြီးမခေါ်ရင်တောင်မှတင့်တင့်နဲ့ဈေးပမာဏတရက်ပေးပြီးခေါ်ရဖို့ရှိတယ်အခုပေါင်52တန်းယူရိုတန်း60ဝင်းကျင်ပေးရင်ပေးမပေးဘူးဆိုအဲ့ထက်နည်းနည်းတဲ့ညော်နေတဲ့ပမာဏနဲ့ပဲ Juventus ကခေါ်ယူသွားနိုင်ကြရောရှိပါတယ်ဆိုတော့ဝိုင်းလန်း င်းကိုအတင်းကနေရောင်းနိုင်ခြေရှိလား Juventus ကဘာကြောင့်တင်းနေခက်စစ်စိတ်ထွက်လာလဲဆိုတဲ့အပိုင်းမှာကျွန်တော်ဆက်ဆွေးနွေးရအောင် Man United ကတော့ကျွန်တော်အရင်တည်းကလည်းပြောပြီးသား Huaylan နဲ့ Joshua Zirkzee နှစ်ယောက်ဒီ Eric Ten Hag လိုချင်တဲ့တိုက်စစ်မှုတွေ Eric Ten Hag ခေါ်ခဲ့တာပေါ့ဗျာ Ruben Amorim လိုချင်တဲ့တိုက်စစ်မှုတိုက်မျိုးမဟုတ်ဘူး Amorim ကမရှိသုံးသုံးသုံးပေးနေရတာကျွန်တော်အဲ့ဒီကြောင့် Amorim မှာအပြစ်မရှိဘူးလို့ပြောတာသူအခုဗျာ Patrick Dorgu တယောက်ပဲစိတ်ကြိုက်ကစားသမားအဖြစ်ခေါ်ဝရတယ်။ကျန်တဲ့ကစားသမားတွေအားလုံးကအရင်အထိုင်အောင်ပဲသူတုံးပေးနေတာ။ဆိုတော့ နောက်ပေါ်လုံးရသည်မှာအမော်ရင်ရဲ့ဗျူဟာပိုင်းအောက်မှာဆိုရင်တိုက်စစ်မှုကောင်းတယောက်မဖြစ်မနေလို့တယ်တိုက်စစ်မှုကောင်းမဟုတ်ရင်တော့မှပေါ်လစ်လုပ်လို့ကောင်းမယ်တိုက်စစ်မှုပေါ့ဗီတာယော့ဂီယက်ဆိုရင်ကိုဗင်ထရီယာပေါင်25သန်းနဲ့ပဲခေါ်လိုက်တယ်ပြီးရင်ကဘာအစင်တိုက်စစ်မှုဖြစ်သွားတယ်အခု if twitch ကလီယန်ဒီလက်ကိုပေါင်တန်း30နဲ့ခေါ်လို့ရမယ်အခွင့်အရေးရှိမယ်ခေါ်လိုက်မယ်ကဘာအစင်တိုက်စစ်ကစားသမားအမော်ရင်လက်အောက်မှာမဖြစ်ဘူးလို့ပြောလို့မရဘူးအမော်ရင်ကိုရမ်းပြောနေတာမဟုတ်အမော်ရင်ကင်တွယ်ခဲ့တဲ့လစ်ပွန်းရဲ့အခြေအနေကိုကျွန်တော်ပြန်လဲလေ့လာစမ်းသပ်ကြည့်ပါကျွန်တော်ပြောတာမယုံပါနဲ့ ကျွန်တော်နောက်နှစ်ရာသီမှာအမော်ရင်ရဲ့တဲလန်ပိုင်းကိုကျွန်တော်တို့အဓိကမြင်ရဖို့ရှိတယ်ဗောလေဒီနှစ်ရာသီကတော့သူချိန်မနိုင်ခဲမရတော့ဖြစ်နေမှာပါကျွန်တော် Ramu Thailand ကိုရောင်းဖို့ကတော့80ခန်းတော့ရှိတယ်ဟွိုင်လန်နဲ့ဇက်ဇီနှစ်ယောက်ရှင်မယ်ဆိုရင်တော့မှကျွန်တော်ကတော့ဇက်ဇီကိုပဲအမော်ရင်အနေနဲ့ရွေးချယ်မှုပြုလုပ်သွားမယ်လို့တော့ယူဆပါတယ်ဆိုတော့ UNS ကလည်းဟွိုင်လန်ကိုခေါ်ယူခြင်းတဲ့နေရာမှာအချိုးအကျောင်းရှိတယ်ဗျဒီကစားသမားအတ္တလန်နာမှာခြေသွမ်းပြခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့သူ့ရဲ့ကစားပုံ၄ကံမှုဆိုရင်အီတလီစီးရီးမှာအထိုက်လျောက်တော့အဆင်ပြေလိမ့်မယ်ဇလာဟိုဗစ် UNS မှာအဆင်ပြေနေတယ်လို့ပေါ့ အဲ့တော့ Vlahovic ကိုတခြားတင်းတင်းတင်းကိုရောင်းရင်ရောင်းမရောင်းဆိုရင်လည်းအငှားချရင်ချပေါ့ White Lion ကို Juve နဲ့စိတ်ဝင်စားတယ်ဆိုတဲ့သတင်းတွေကဒီတစ်ခေါက်တည်းမှလည်းမဟုတ်ဘူး၃လေးခေါက်ရှိနေပြီဖြစ်တဲ့အခါကျတော့တကယ်ကြီးစိတ်ဝင်စားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ် Juve ကအီတလီ series အသင်းတွေထဲမှာဆိုရင်ငွေသုံးနိုင်တဲ့အသင်းတစ်သင်းဖြစ်တဲ့အတွက်ကြောင့် Joshua Zirkzee, Ramos Whiteland, Juve တို့ရဲ့အပြောင်းရွှေ့သတင်းတွေကိုဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Talksport ကဖော်ပြထားတဲ့သတင်းပဲဖြစ်ပါတယ်။ Man City တင်းကအခုလာမဲ့နွေရာသီမှာ Nottingham Forest ရဲ့ကွင်းလင်ကစားသမား Morgan Gibbs White ကို KDB နေရာမှာအစားထိုးဖို့အတွက်ရည်ရွယ်ချက်ရှိနေတယ်ဆိုတော့ကျွန်တော်ဒီနေ့ကပဲသတင်းသုံးသပ်ချက်လုပ်ပြီးသွားပြီတကယ်လည်းအစားထိုးတဲ့ကစားသမားအသက်အရွယ်ပိုင်းအရာရောခြေစွမ်းပိုင်းအရာရောအမြင့်ဆုံးမှရှိနေတယ် ဒါပေမဲ့ Northern Forest က gift white ကိုခေါ်ခြင်းနဲ့ဆိုရင်ပေါင်တန်းတရာပေးချေရမှာဖြစ်တယ်ဆိုပြီးတော့ပြန်လဲဖြေကြားခဲ့ပါတယ်။ဒါတော့ Talk Sport ကဖော်ပြထားတာပါ။ပြောရတာလဲခက်တယ်ဗျ။ကစားသမားတွေကအခုကပါဇက်စည်းဖြစ်နေတယ်။ကလပ်သင်းတင်းကသူတို့ကစားသမားတယောက်နာမည်မထွက်လိုက်နေအဲကစားသမားကိုဟိုပေါင်တန်း40 50တောင်မဟုတ်တော့ဘူးပေါ့နော်။ပေါင်တန်း60 80ကဒါတင့်တင့်နဲ့ကြီးဈေးကောင်းရခြင်းတန်းတရာအထက်တွေရှောက်တောင်းနေတဲ့ခက်ဆိုတော့လေခက်အလိုက်ဖြစ်နေတာကိုကျွန်တော်တွေလည်းဒါကိုနဲတယ်များတယ်လို့တော့ပြောလို့မရတဲ့ပုံစံမျိုးကြီးကိုဖြစ်သွားတာ ကျွန်တော်တို့ငယ်တုန်းကတောင်ရှိချေပေါင်15တန်းလောက်ဆိုရင်တော့ဒါတော်တော်များနေပြီ15တန်းလောက်ဆိုရင်เนาะအလေလက်တိုက်စစ်မှုတယောက်လောက်ကိုခေါ်လို့ရတဲ့အခြေအနေမျိုးတိုးတော့အခုချိန်မှာတော့15တန်းဆိုတာပြောမနေနဲ့တော့စဉ်းတော်စဉ်းစားမနေနဲ့တော့အဲ့တော့ Man City ဒီ Morgan Gibbs White ကိုတကယ်အလိုရှိတာဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမဲ့လည်းပေါင်တန်းတရာကြီးပေးချေဖို့ဆိုတာကတော့တိတ်ပြီးတော့မလွယ်ကူလို့ကျွန်တော်ယူဆတယ်ဒါအပြင် Nottingham Forest ရဲ့ အနေထားကလည်းချန်ပီယံလိဝင်ခွင့်ရဖို့တိုက်ပွဲဝင်နေတယ်ဒီထက်ပိုပြီးအဆင့်မြင့်တဲ့ level တစ်ခုရောက်အောင်တွားနေတဲ့အတွက်ကြောင့် Gibbs White လိုကစားသမားမျိုးတော့လွယ်လင်းတကူရောင်းထုတ်သွားဖို့မရှိပါဘူးခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီ Athletic ပေါ်ပြထားတဲ့သတင်းပဲဖြစ်ပါတယ် Real Madrid အသင်းက Arsenal အသင်းရဲ့ပြင်သစ်နောက်ခံကစားသမား William Saliba ကို ရှော့သေးနဲ့ခေါ်ယူဖို့ကြံရွယ်ထားပါတယ်။2029ခုနှစ်စာချုပ်တဒံကုံတဲ့အချိန်မှာအလွတ်နဲ့ခေါ်မလားဒါမှမဟုတ်2026မှာရှော့သေးနဲ့ကန်လန်မလားဆိုရဲရွေချက်ဖြစ်ပါတယ်ခင်ဗျ။ဆိုတော့ Real Madrid ရဲ့အခုနောက်ပိုင်းတွားနေတဲ့အပြောင်းရွှေ့ policy တွေကငွေကြေးသုံးစွဲမှုအများကြီးလုပ်တော့တာမဟုတ်ဘဲနဲ့နာမည်ကြီးကစားသမားဆိုရင်အသက်အရွယ်တစ်ခုရောက်ပါသေးအောင်သူတို့ဒီတစ်နှစ်ကျန်တဲ့အချိန်မျိုးမှာပြောင်းရွှေ့ကြေးအနည်းငယ်နဲ့ကန်လန်လိုက်တယ်။အသုံးမမှုတဘုံတော့ပဲဖြစ်တော့မယ်။ဒီခါလေးကျရင်လေးဘုံမှုတဘုံတော့ပဲဖြစ်တော့မယ်။နောက်စာအုပ်တဒံကုံတဲ့အချိန်မှာအဲကစားသမားကိုစိုင်း င်းကို bonus ပေးပြီးအလုတ်ခေါ်လိုက်တဲ့ပုံစံမျိုးတွေကများများလာတယ်။ဟုတ်ရင်အလားပါတို့အချိန်ကလေးကစပြီးတော့ကျွန်တော်နောက်ပိုင်းမှာဆိုရင်တိုနီတို့ Killian Mbappe တို့ဒီနေ့ Trent တို့ပါလာပြီ။အဲ့တို့ကြောင့် William Saliba ကိုခုံချင်တဲ့ပုံစံအခင်းချင်းကပြောလို့တော့မရဘူးပေါ့လေ။ဒါ Real Madrid အနေနဲ့သူ့ရဲ့ weight ကိုအသုံးချပြီးကစားသမားတွေကိုခေါ်ယူတယ်လို့တော့ကျွန်တော်ယူဆတယ်။အရင်တော့ Florentino Perez ကနည်းနည်းဆန်တော့စောတယ်။အတိုက်ရကြီးကြီးမကြီးကြီးသူတို့ကြိုက်တဲ့ ကစားသမားဆိုမျက်စိစုံမိတ်ပြီးခေါ်တာဇီသူကိုခေါ်တဲ့အချိန်ကာလတုန်းကလည်းအကောင်းဆုံးအသက်ရွယ်တော့မဟုတ်တော့ဘူးအသက်ရွယ်တစ်ခုရောက်နေပြီပွင့်လင်းပြောရမများဇီသူကကြသွားပြီအဲ့ချိန်တုန်းကတော့မှပြောင်းရွှေ့ကြီးတွေအများကြီးပေးပြီးခေါ်ခဲ့တာဇီသူရဲ့အကောင်းဆုံးအချိန်တွေကဒါယူဗန်နက်စ်မှာကုန်လွန်ခဲ့ပြီမက်ဒရစ်ရောက်တဲ့အချိန်မှာအကြပိုင်းဖြစ်နေပြီပေါ့နော်ထွန်းနီးတူပဲအီဒင်ဟာဇက်သူတို့အသေးအတန်လူချင်းခဲ့တယ်နီးပြလည်းကြိုက်တယ်ဖီရက်စ်လည်းကြိုက်တယ်အဲ့ဒါကြောင့်အီဒင်ဟာဇက်ကိုတန်းတရာကျော်လောက်ပေးပြီးခေါ်ခဲ့တာအဲ့လောက်ထိမအောင်မြင်အဲ့တော့နောက်ပိုင်းအချိန်ကမှဖီရက်စ်လည်း အတလေးလျှော့တယ်လောတဲ့အပိုင်းလေးတွေလျှော့ပြီးတော့ကသာသမားတယောက်ကိုခေါ်ချင်တယ်ဆိုရင်တော့မှသူတို့စိတ်ရှိလက်ရှိနဲ့စောင့်လိုက်တဲ့ပုံစံမျိုးဟာ Real Madrid ရဲ့ strategy တစ်ခုလို့ဖြစ်လာပြီအဲ့တော့ William Saliba ဒီချိန်မှာ share ကြီးဗျာမလိုချင်တဲ့အသင်းရှိမှာမဟုတ်ဘူးလက်ရှိ modern ball လောကခေတ်မှာ William Saliba ထက်ကောင်းတဲ့နောက်ခံကစားသမားမရှိဘူးသူရဲ့အသက်အရွယ်ပိုင်းအရာပြောပြရအောင်နော် တကယ်ကိုခြေသွားမိုင်းတည်ငြိမ်ပြီးတော့ high class ဖြစ်နေတဲ့ကစားသမားတယောက်မက်ဒရစ်ကလိုချင်မှာပဲမက်ဒရစ်လိုချင်တဲ့ကစားသမားတွေကအလကားနာမည်ထွက်လာတာမဟုတ်အဲ့ကောင်တွေတကယ်ကောင်းလို့ William Saliba ရဲ့အသက်အရွယ်24နှစ်ရှိပြီ2026မှာဆိုရင်25 29မှာဆိုရင်ကျွန်တော်26လောက်ဖြစ်သွားပြီအဲ့တော့ William Saliba အနေနဲ့ Arsenal တသင်းမှာပဲရည်ရှိကစားသွားမယ်ဆိုတာအာမခံလို့မရဘူးသူ့ရဲ့ကစားသမားဘဝတတန်တလျှောက်လုံး Arsenal မှာပဲပေးဆက်ပြီးကစားသွားဖို့ဆိုတာပြုတ်လင်းပြောတော့အလောက်ထိမလွယ်ဘူးကစားသမားတွေကတော့ဗျာရှေ့မှာစကားမျိုးစုံပြောခဲ့တာပဲเนาะ Trent ဆိုရင်လည်းအဲ့တိုင်းပဲကျွန်တော်က ကဒီ DN နေစစ်စစ်ကစားသမားကျွန်တော်ဝယ်ခြင်း gain ထဲမှာပဲဝယ်လို့ရမယ်ဘာလို့ Eden Hazard လည်းအဲ့တိုင်းပဲကျွန်တော် Chelsea ကိုချစ်တယ်ဒီချိန်မှာ အပြောင်းရွှေ့ကိစ္စနဲ့ပတ်သက်ပြီးဘာမှမပြောချင်ဘူးဘာညာဆိုပြီးနောက်ဆုံးတော့မက်ဒရစ်ကိုရောက်သွားပြီဒါကလည်းကျွန်တော်ကဘယ်သူဘယ်ဝါမှအပြစ်တင်ပြီးပြောနေတာမဟုတ်ဘူးလူတယောက်ရဲ့ dream တစ်ခုကိုတော့ကျွန်တော်ရေသွားပြီးကန့်သက်ပိတ်ပင်လို့တော့မရဘူးပေါ့လေ Eden Hazard အနေနဲ့လည်းသူ့ရဲ့ငယ်ဘဝ dream တစ်ခုအနေနဲ့မက်ဒရစ်မှာကစားချင်းရှာမှာပဲဒီလိုကစားဖို့အတွက်လည်းဒီအသင်းကအောင်မြင်မှုတွေเนาะအလီလီရယူခဲ့ရတာကိုဆိုတော့ဟိုသူတို့နိုင်ငံကဘောလုံးသမားတော်တော်များများ Real Madrid ကိုအဲ့လိုမျိုးမှတ်တိုင်တစ်ခုအဖြစ်သတ်မှတ်ထားကြတယ် Real Madrid မှာကစားမယ်ဆိုရင်စူပလားတွေရမယ်ဘလုံးတော့ရမယ်ဒါကကစားသမားဘဝရဲ့အမြင့်ဆုံးနေရာတစ်ခုအဖြစ်သူတို့ မှတ်ထားကြတယ်ဒါကသူတို့ရဲ့သတ်မှတ်ချက်ပဲအဲ့တော့ matrix ကောလက်ရှိအချိန်မှာအဲ့လိုအဆင့်တဆင့်မျိုးမြင့်နေတာဥရောပမှာရှိတဲ့ထိတ်တန်း club တွေအားလုံးထဲမှာခေါင်းတလုံးပူတာနေတော့ပြောလို့တော့မရဘူးဆလီဘာအနေနဲ့အစောက်တန်းကလည်း Chelsea က သူတို့ကစားသမားတွေကိုအရှိချုပ်ထားတဲ့ပုံစံမျိုးတော့မဟုတ်ဘူး။ချက်သီးမှဆိုရင်ဗျာ၁၀နှစ်တို့၉နှစ်တို့ချုပ်ထားတယ်။ဝီလန်ဆလီဘာ၂၀၂၀မှာကုန်မှာဖြစ်တဲ့အတွက်ကြောင့်ဘာပြော၂၀၂၅ရောက်နေပြီ။နှစ်နှစ်ပဲကြာတော့တယ်။အဲ့အတွက်ကြောင့်ဝီလန်ဆလီဘာရဲ့အနာဂတ်ပလန်စီမံကိန်းကဘာမဆိုဖြစ်သွားနိုင်ပါကြောင်းသုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးကိုနားကျင်ပါခင်ဗျာ။ကြည့်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။